ECU ပြောက်လို့လိုက်လို့ရှာ ECU နော်တေယိုဘိန်းမှာ ECU ကဆန်းဆန်းပြားပြားဖြစ်နေတော့လိုက်ရှာတာဒစီလုံးလည်းနှက်မှာနော် ECU ကျွန်တော်မှာပါတယ်ပေါ့နော် ECU လိုက်ရှာတယ်ဒီမှာတေယိုဘိန်းဆိုတော့ကျွန်တော်ထုံးစံတိုင်းပေါ့ဗျာဒီမှာ remove socket တွေပါတယ်ပေါ့ဒါခါလေးဆင်းနေပါတယ် remove တက်ချင်းကောက်တက်တယ်ဝင်ခက်တာက ECU ကရှာမတွေ့သေးဘူးဖြစ်နေတယ်နော်ဟုတ်ပြီဒီမှာအဲ့မှာ injector ထွက်တယ်ဝင်ရောနော်အဲပုံမှန်ကတော့ကျွန်တော်ဒါ ဒိုင်အိုဆိုလဲဒိုင်အိုပေါ့နော်အဲဒီမှာဘလက်ကွမ်တော့ ਨੇ ထူးခြားသွားပြီဘလက်ကွမ်တော့ကျွန်တော်ဒီမှာ EU မဟုတ်တော့ဘယ်နဲ့တို့ကဒီမှာဒီမှာဘက်ထရီအပေါင်းပေးထားတယ်အဲကလောင်းကလည်းခြားထားတယ်ဒီဘက်မှာဒါ ECU ကလည်းနှုတ်ပိုးမယ်ပေါ့နော်ဒါပေမဲ့ ECU ကရှာလို့မတွေ့သေးဘူးဖြစ်နေတယ်နော်အဲကောင်းထဲမှာလည်း ECU ကတော့ကျွန်တော်မထင်ဘူးအဲ့တော့နောက်ဆုံးကျွန်တော်တို့ဒီမှာအဲလေဝဲချက်ကပြောင်းနေလဲဆိုတော့ ECU ပြောင်းလို့လိုက်လို့ရှာအောင်နော်တွေ့ပြီတွေ့ပြီဒီမှာသူကိုသူကိုဒီမှာ ECU ကထောက်တဲ့ဥမှာဒီလိုကြီးကတ်နေပါတယ် အဲ့သူရဲ့ socket ကဒီမှာ socket တစ်ချက်ထုတ်ပြပဲ socket ကနောက်မှာပါโอเค ECU อ่ะဒီမှာเนาะ ECU อ่ะဒီမှာဖြစ်နေပါတယ်ကျွန်တော်တို့ကပုံမှန်ဆိုတော့ ECU อ่ะတခြားသောနေရာတွေမှာလိုက်ရှာနေတယ်ဒါပေမဲ့သူ ECU อ่ะစမ်းပြဆိုတာပဲဒီမှာအဲထော်တယ်ဝင်ကြီးမှာကတ်နေတာဖြစ်ပါတယ်เนาะ အဲဒီဘိန်းလေးကဘာပြည့်ရှင်းနေလာလဲဆိုတော့ကျွန်တော်တို့အဲနှိုးမရလို့လာပါအဲဒီဘိန်းလေးကိုကျွန်တော်ဒါတေဦးဘိန်းပါနော်ဒီမှာခြေစိတ်ကလည်းဒီလိုပါအဲဒါလေးကိုကျွန်တော် ပြည့်ရှင်းရှာပါမယ်အဲမိတ်ဆွေညီကိုများကျွန်တော်လည်း లై ပါပြီးတော့ပြည့်ရှင်းလေးကိုရှာရှာခြင်းနဲ့အသိဉာဏ်နဲ့ဆိုတော့ကျွန်တော် comment မှာ yes လို့မှတ်ခဲ့ပြီးပါဦးကျွန်တော်ဒါလေးကိုပြည့်ရှင်းရှာတာလေးကိုဗီဒီယိုထပ်လုပ်ပြီးတော့မိတ်ဆွေညီကိုများကိုမျှဝေပေးပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်